င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်ကော့ဂရိတ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆောင်မှုများပြားကြောင်းစစ်လီရင်နဲ့ပေါင်ဝါပုံနေကျဲဆောင်ကင်းပြင်းနဲ့ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကတိုက်ခိုက်သိမ်းဆောင်များပြားကြောင်းလီရင်နဲ့ပေါင်ဝါပုံနေကျဲဆောင်နေကြောင်းကချင်းစိတ်သတင်းမြေကပြောတယ်ယနေ့နိုဝင်ဘာလ17ရက်နေ့မနက်ပိုင်းကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမြောက်ရီကော့ဂရိတ်ဒေါနာတောင်လမ်းပိုင်းဟောင်းရှိနောင်ကိုင်းကျေးရွာတိဖို့ဆန်ကျေးရွာ မိဖာလဲကြရတော့မှဂျပန်စစ်ကောင်စီတပ်နဲ့ KNL လေးပေါ်ပေါ်တပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်နေပြီ။ဂျပန်စစ်တပ်ဘက်ကထိခိုက်ဒေဆုံများပြနေကြောင်းထို့ကြောင့်လေကြောင်းပစ်ကူခေါ်ရစစ်လီရင်နဲ့ပေါင်ကားဘုံတွေကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။အခုလေကြောင်းကပေါင်ကားဘုံလေးလုံးနှစ်ကြိမ်လာကျဲမိဖလဲကြရကိုကြောက်ပေါက်ကွင်းတရင်ရတဲ့စစ်ခွေတီနာလို့လာကျဲသွားတာ။ကော့ဂရိတ်မြောက်ပိုင်းနောင်ကိုင်းထိဖို့ဆက်နေရမှာစစ်ခွေလျာကြည့်တဲ့ဒီနေ့ကလည်းပုံလုံး60ကျောင်းပိုင်တွန်းနေနဲ့ကျဲချတယ်ဒီနေ့လည်းထပ်ပြီးတီနာလို့ဂျက်ဖိုက်တာစစ်ကိုခေါ်တယ်။ ။အောင်ဘိုးတက်မြောက်ရီလဲအောင်ကိုတဲတန်သိမ်းမှုစစ်တပ်ကလုံနေရမြလို့လေချောင်းကနေမဲနေရလို့ကရင်စစ်တပ်မြေကပြောတယ်။အော်တိုဝါလဆော်ပိုင်းမှာစပြောမြောက်ရီကော့ဂရိတ်ဒေါ်နာတောင်လန်ပိုင်းဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းရှိကြတွေကိုထိန်းချုပ်နိုင်အတွက်စစ်ကောင်စီတန်းနဲ့ DKP ဗိုလ်ပြဖွဲ့တပူပါကစစ်ကြောင်းတုံးကြောင်းနဲ့ထိုးစစ်စင်လာတဲ့ပြင် KNL လီဘူပေါင်တပွဲအတိုက်ခါရစစ်တပ်ဘက်ကဒီကိုက်တေစုံမြောက်ပြကြောင်းထို့ကြောင့်စစ်တပ်ကကြုံလို့မျိုးဘက်ကနေစစ်ကိုယ်တွေပို့ဆောင်ကဆက်လက်တိုးစစ်ဆင်နေတဲ့ပြင်အတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခြင်းဖြစ်ပါတယ်။ ဆလဘီတင်ဆက်ပေးမှာကတော့ဂျန်ဖို့ပါတီကရွေးကောက်ပွဲနိုင်ရရှိပြီးနောက်အစိုးရသိပ်ဖွဲ့စည်းရင်လက်ရှိစစ်တပ်ကချမှတ်ထားနိုင်ငံ့ policy ကိုတော့ဆက်လက်ကျင့်သုံးသွားမယ်လို့ခင်ဗျော LD ပါတီနဲ့ပတ်သက်ပြီးသဘောထားတင်မှာဂျန်ဖို့ပါတီကရွေးကောက်ပွဲနိုင်ရရှိပြီးနောက်အစိုးရသိပ်ဖွဲ့စည်းရင်လက်ရှိစစ်တပ်ကချမှတ်ထားတဲ့နိုင်ငံ့လမ်းစဉ် policy တိုင်းတော့ဆက်ပြီးတော့သွားမည်ဖြစ်ကြောင်းဂျန်ဖို့ပါတီဥက္ကဋ္ဌခင်ကပြောတယ်နိုဝင်ဘာလ7ရက်နေ့နေပြည်တော်ရှိကျန်းဖွပါတီဌာနချုပ်မှပြုလုပ်တဲ့အောင်နိုင်ရေးခန္ဓာမှလွတ်တော်ကိုယ်စားလှယ်လောင်းချုပ်ကိုခင်ကလက်ရှိကျန်းခိုင်ပါတီကသွားမဲ့ ်မူဝါဒရွေးကောက်ပွဲအကြေညာစာရမ်းနဲ့ပတ်သက်ပြီးပြည်နယ်ရှင်းလင်းသည့်ပြရမထုတ်ကဲ့သို့ထည့်သွင်းပြောဆိုခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံဒီမိုကရေစီကစီကံပြေဝါဒီမိုကရေစီဖြစ်ရမည်ဖြစ်ပြီးစစ်တပ်ကစီကံပြေဝါဒီမိုကရေစီစနစ်ကိုဆောင်ကျက်သူဖြစ်ဆက်လက်ရှိနေပြီဖြစ်ကြောင်းစစ်ဖို့ပါတီမှစစ်တပ်ပါဝင်ခိုင်မာတဲ့ဖွဲ့စည်းရေးထောက်ခံမှုရရှိထားကြောင်းတိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံကောင်းနေရှိပြီးနိုင်ငံရေးတိုးတက်လှုပ်ဆောင်နိုင်ခဲ့တဲ့အောက်ချုပ်မှုစံရည်ကောင်းနေရှိနေကြောင်းလက်ရှိစစ်ဖို့ပါတီနေဖြင့်စစ်တပ်ကချမှတ်ထားတဲ့မူဝါဒနဲ့လမ်းစဉ်များအတိုင်းသာဆက်လက်ကြီးတက်သွားမည်ဖြစ်ပြီး နရရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအုပ်ချုပ်သွားမယ်လို့ခရင်ကပြောကြားခဲ့တယ်။တမ်ရော်ကမြန်မာနိုင်ငံရှိ Guardian of Democracy ဖြစ်ဆက်ရှိနေမယ်လက်ရှိတမ်ရော်ကချမှတ်ထားလမ်းစဉ်တွေအလုံးတိုင်းဆက်သွားမယ်မဲဆွယ်နေရာမှာချမှတ်ထားမူဝါဒနဲ့လမ်းစဉ်တွေတိုင်းပဲမဲဆွယ်ဖို့မှာတယ်အစိုးရဖြစ်လိုက်လဲလက်ရှိလမ်းစဉ်တွေတိုင်းပဲချမှတ်ဆောင်ရွက်တဲ့ပါတီမှာတွေ့ကြုံကောင်းနေရှိတဲ့ခိုင်မာတဲ့ဖွဲ့စည်းရေးထောက်ခံမှုရှိတဲ့ပြည်ခိုင်ပြုတ်ကပဲနိုင်ရမယ်လို့မှာတယ်နိုင်ငံရေးလမ်းစဉ်တွေနဲ့ပတ်သက်ပြီး LDP ပါတီကိုချက်ဖို့ပါတီကရည်သူဖြစ်တာသဘောထားပြီးပါတီထွင်းသဘောထားတင်မှတော့ဆိုတွေက ။ Melody Party ကိုအမြင့်ဖြတ်ရေးနဲ့တချော့ပြန်မလာနိုင်ရေးကိုသာဆက်လက်ကင်ဆယ်ထားကြောင်းသိရတယ်။ချင်းပြင်ခရင်ကလွတ်တော်ကိုယ်စားလှယ်လောင်မြနေဖြင့်မိမိရဲ့လုံခြုံရေးကိုအထူးသတိထားကြပြီးပါတီရုံးရဲ့လုံခြုံရေးကိုအလေးထားကြံသတိပေးခဲ့တယ်။ စစ်တပ်ကဒီဇင်ဘာလ28ရက်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ50ကျော်မှကိုယ်စားလှယ်လောက်9000ကျော်ပါဝင်ရှင်ပြိုင်ရမည်ဖြစ်ပြီးကျန်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရတယ်။ကျန်းဖို့ပါတီကပြည်သူ့လွှတ်တော်မှာအမတ်လောင်165ဦး၊မြို့သားလွှတ်တော်မှာအမတ်လောင်156ဦး၊တိုင်းပြည်နယ်လွှတ်တော်မှာအမတ်လောင်169ဦး၊တိုင်းသားလူမျိုးစုလွှတ်တော်မှာ28စုစုပေါင်းအမတ်လောင်1038ဦးပါဝင်ဖြစ်တယ်။စစ်တပ်အတွက်ရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြည်နယ်တို့ခုရဲမှာစီယုံနိုင်မဲ့နိုင်ငံရေးပါတီ 52ခုနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းနေပေါင်းကြောင်းသိရတယ်။စစ်တပ်အတူရေကောက်ဘွဲမှာတိုင်းသာစီလောင်းညီညွတ်ရေးပါတီကကိုယ်စားလှယ်လောင်း694ဦး၊တသက်ခံပြည်သူ့ရှေ့ဆောင်ပါတီကကိုယ်စားလှယ်လောင်း692ဦး၊ရှမ်းနယ်တိုင်းသာဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း584ဦး၊ကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ဦး၊တောက်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦး၊တိုင်းပြည်နယ်မှာရှင်ပြိုင်မဲ့ဒေသဆိုင်နိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်း960ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း965ဦးပါဝင်ရှင်ပြိုင်ပြီဖြစ်ပါတယ်။ ဆလပီမြိုင်မှာစစ်ကြောင်းထုတ်နေတဲ့စစ်တပ်ကပြည်သူနှောင်းကိုဖမ်းဆီးတပ်ဖြတ်ပြီးကြရတွေကိုဇက်တိုက်မီရှုံနဲ့တောင်းနေချီတော်ပြည်သူများထွက်ပြေးနေရမကွေတိုင်းမြန်မြွနဲ့တင်စစ်ကြောင်းထုတ်နေတဲ့ချက်ဖက်စစ်တပ်ကပြည်သူနှောင်းကိုဖမ်းဆီးတပ်ဖြတ်ပြီးကြရတွေကိုဇက်တိုက်မီရှုံနဲ့တောင်းနေချီတော်ပြည်သူတွေပြေးလို့ထွက်ပြေးတိမ်းရှောင်နေရတယ်အော်တိုဝါနစနေကစတင်ပြီးပခုတ်ကူတမတရားတက်ကထွက်လာတဲ့ဂျက်ဖက်စစ်တပ်စစ်ကြောင်းနိုဝင်ဘာလ9ရက်နေ့မှာမြန်မြွနဲ့တွင်မပြူစရိယာကိုစတင်ဝင်ရောက်လာခဲ့ကြောင်း ထိုမှတဆင့်စစ်ကြောင်းကနန်းစီကံရကိုစစ်ကြောင်းထိုးပြီးနေ၂၀ကျော်ကိုမိရှုဖြက်စီကပြည်သူနှုံကိုဖမ်းဆီးပြီးနိုဝင်ဘာလ၈ရက်နေ့မှာစောကြီးတောင်မှတဆင့်တရက်ကံပြစောတရားရောက်ရှိလာကြောင်းသိရတယ်။တရက်ကံပြစောတရားကလည်းနိုဝင်ဘာ၁၀ရက်နေ့မှာစစ်တပ်စစ်ကြောင်းကစောကံကျရကိုစစ်ကြောင်းထိုးရောက်ပြီးပြည်သူနှုံတွင်ရှိပြစ်စီနဲ့မြေပဲခင်းနေကိုပါချိန်သိမ်းခွင့်ရသောကြောင်းနိုဝင်ဘာလ၁၇ရက်နေ့မှာစစ်တပ်စစ်ကြောင်းကမြန်မြွတ်နယ်စစ်မှုတွေကိုရောက်ရှိလာကြောင်းသိရပါတယ်။ နွေမာစနေနေ့မှာစစ်တပ်စစ်ကြောင်းမြန်မြွတ်နယ်ဆက်မှုနေမှာထွက်ခွာလာလမ်းပိုင်းတစ်လျှောက်မှာလမ်းတော်လန်လာပြည်သူငါးကိုဖမ်းဆီးကဝက်ပုတ်ရွာကိုဆက်ကြောင်းထုတ်ဝေရောက်စီနေပြီးစစ်တပ်လေးနဲ့စီနေလေးကြိမ်ပုံစဲတိုက်ခိုက်ကနေနှလုံးကိုမိရှုဖြက်စီခဲ့တယ်။ထို့သောဖမ်းဆီးလာတဲ့ပြည်သူငါးဦးထဲကမှအသက်40ရွယ်မျိုးသမီးတောင်းနဲ့52နှစ်ရွယ်မျိုးသားတောင်းကိုဂျပန်စစ်သားရဲကဝက်ပုတ်ကျေးရွှေဖုံးတော်ကြီးအကြီးကြောင်းဒီမှာနှိပ်စက်တပ်ဖြက်ခဲ့ပါတယ်။အဆိုပါဂျပန်စစ်တပ်စစ်သားကြောင့်လက်ရှိချိန်မှာကျေးရွာဆရာကျောင်းမှာတောင်းတဲ့ချီတော်ပြည်သူတွေပြေလို့ထွက်ပြေးတိမ်းရှာနေရကြောင်းသိရပါတယ်။ ။ဆန္ဒပြတင်ဆက်ပေးမှာကတော့တောင်းနဲ့မြန်မြန်နဲ့ဟိုမှာစစ်တပ်ကဂျေယာကရုံမလင်းနဲ့ပုံစံနေပြီးဖြစ်သူတွေနေနေမှာမနေရတော့ပဲအတွက်ပြင်းနေရမကွေးတိုင်းပေါင်မြန်နဲ့တွင်ဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဂျေယာနဲ့နေမျိုးတွေကိုလင်းနဲ့ပုံစံတိုက်ခိုင်းနေပြီးပြည်သူတွေအတွက်ပြင်းထန်ရှောင်နေရကြောင်းပေါင်းမြွနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကိုလောင်ကပြောရဲနိုဝင်ဘာ10ရက်နေ့မနက်7:35မိနစ်ခန့်မှာတရောင်းလေတဲကတလာချက်ဖိုက်တာတစ်စီကပေါင်းမြွနယ်နောက်မြောက်ချမ်းရှိစေကြီးတောင်တဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျတိုက်ခိုက်တဲ့ဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုပြည်သူတွေတိုက်ခိုက်မှုရှိတော့လဲ ။လေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်လာမည်ဆိုရင်ဒါကြောင့်ပြည်လောက်ကတော့ပြေတင်ရှောင်နေရတယ်။အလားတူမကွေးတိုင်းမြန်မြွနဲ့ဝက်ပုတ်ရွာနေကိုလည်းဂျပန်စစ်တပ်ကဇက်တက်လေဒီနဲ့ပုံစံတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ10ရက်နေ့မော်လဲ7:56မိနစ်ကမှပခောက်ကူဓမ္မတရားတက်ကတက်လာတဲ့ဆက်တလေဒီနဲ့စီကမြိုင်မြို့နယ်ဝက်ပုတ်ရွာနေကို၄ချိန်ပုံကျဲတိုက်ခိုက်သွားကြောင်းဂျပန်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်ဒဏ်ရာရှိကြောင်း မရှိမှုရှိကြောင်းလည်းသိရတယ်။မန္တလေးစစ်တပ်ကပေါင်းမြုံနယ်နဲ့မြန်မြုံနယ်တွင်စစ်ကြောင်းများစွာနဲ့စစ်တပ်ကစစ်ကြောင်းထုတ်လာနေကြောင်းဆိုပါစစ်တပ်စစ်ကြောင်းမှပြသတဲ့စစ်မှုထမ်းတပ်သားများဖြင့်အင်အားရကြီးပောင်းလာကြောင်းဒေသပြည်သူတွေထံကနေသိရတယ်။ဆက်လက်ပြီးစစ်တပ်မြုပ်မှရွှေဆိုင်တပြားတိုက်ခိုက်ရပြီးနောက်မန္တလေးနဲ့ပြည်ဦးလေးမှာစစ်စေးတင်းကျန်နေစစ်တပ်မြုပ်ပြည်ဦးလေးမြို့နာမှာရွှေဆိုင်တပြားတိုက်ခိုက်ရတဲ့နိုဝင်ဘာလ12ရက်နေ့ညမှာမန္တလေးနဲ့ပြည်ဦးလေးမှာစစ်ကောင်စီတပ်ကရှာဖွေစစ်စေးရိုက်တင်းကျပ်လိုက်တယ်လို့မြို့ခံတွေဆီကသိရတယ်။ မန္တလေးမြို့နယ်ပြည်ဦးလယ်လမ်းတွေမှာစစ်တမ်းရဲပူပေါင်းဖွဲ့တွေကလမ်းတော်လလတွေကိုတာဆီးပြီးရှာဖွေစစ်ဆေးတယ်။မန္တလေးမှာဆိုရင်မြို့နယ်ကျင်းစံနေရာတွေမြို့ဝင်တန်းနေရာတွေမှာအင်အားများပြားချပြီးစစ်ဆေးရလို့သိရတယ်။စစ်သားရဲနဲ့လက်ဝေကန်ပြူစော်တီအင်အား15ထက်မနည်းပါနဲ့ဖွဲ့အားတိုင်ချစစ်ဆေးရမျိုးမဟုတ်ပဲရွေလျားပုံစံနဲ့စစ်ဆေးရလည်းဖြစ်တယ်။ပြည်ဦးလယ်မြို့ပေါ်နေကကျင်းရီဘက်မှာလည်းအစင်းစစ်ဆေးရပြုလုပ်လာလို့သိရတယ်။နိုဝင်ဘာ၁၂ရက်နေ့မနက်ပိုင်းကပြည်ဦးလယ်မြို့နယ်နိုင်စင်နာကအောင်စပယ်ရွှေဆိုင်ကိုတနက်တူကိုင်းမြို့သားနယ်ကောင်ဝင်ရောက်တများတိုက်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာ ။လုံကျွဲမျိုးသားတနက်ပြစ်ခံလို့တည်ဆောင်ပြီးအနည်းဝင်းကျင်ကသူတွေဝိုင်းဖက်လို့တမျှတောက်ကိုဖမ်းမိခဲ့ပါတယ်။တအုပ်ကတော့လွတ်မြောက်နေစေလို့လည်းသိရပါပါရှင်။နားဆင်ရပေးကြတဲ့အတွက်တွင်ကျေးဇူးတင်ရှိပါတယ်ရှင်။